အသက်၁၈နှစ်နဲ့စံချိန်တည်ရေထွန်းနိုင်ခဲ့တဲ့အာဆင်နယ်လူငယ်လေးပရိသတ်များလုံးမဲ့မိန်လာများအီဂရစ်စတွားကနေပြန်လည်ကျော်လာပါရင်အင်္ဂလန်အသင်းဟာကမ္ဘာမလားခြေစစ်ပွဲအဖြစ်ကစားခဲ့တဲ့အေဗီနီယာအသင်းကိုနှကိုးပြတ်အနိုင်ရရှိခဲ့ပါရင် အင်္ဂလန်အသင်းတို့အသွင်းကိုရီကိုစကယ်လီနဲ့ဟယ်ရီကိန်းတို့ကသွင်းယူခဲ့ပါတယ်။စကယ်လီကအင်္ဂလန်လည်းရေးစင်အသင်းအတွက်ပထမဆုံးပွဲထွက်ခွင့်ရရှိတဲ့ပွဲစဉ်မှာပဲပထမဆုံးဂိုးကိုသွင်းယူနိုင်ခဲ့တာပါ။အင်္ဂလန်လည်းရေးစင်အသင်းရဲ့သမိုင်းတက်လျှောက်ပထမဆုံးပွဲမှာတင်ဂိုးသွင်းနိုင်တဲ့အသက်ငယ်ဆုံးကစားသမားဖြစ်16နှစ်186ရက်သာရှိသေးတဲ့စကယ်လီကစံချိန်တင်ခဲ့ပါတယ်။2016မေလမှာမာကာရာဖိုကတင်ထားတဲ့ ဆက်ရှင်နေတဲ့209ရက်ကို scale ကကျော်ဖြတ်နိုင်ခဲ့တာပဲဖြစ်ပါတယ်။ပွဲစဉ်အကောင်းဆုံးကစားမစုကို scale တရားသိမ့်ပိုက်သွားခဲ့ပါတယ်။အင်္ဂလန်နီးပြတော်မတ်တူချေကပွဲအပြီးမှာစကယ်လီကလေးချင်းအေးကွဲမှာတော်တော်အံ့ဩဖို့ကောင်းတဲ့ကစားမလေးပါအဲ့ကောင်လေးကရည်စရာလဲကောင်းတယ်တော်တော်လေးလဲကြိုးစားတဲ့ကောင်လေးသူကပွဲလေးလေးရှိပြီးအတန်းနဲ့တော့မလိုက်တဲ့ရင်းချက်မှုမျိုးလဲရှိတယ်ကစားအကွက်ပေါ်မှာသူ့စီကမြင်ရတယ်ကပြင်ပမှာလဲမြင်ရတယ်သူ့ရဲ့စွမ်းဆောင်ရည်ကပိုကောင်းလာဖို့ပဲရှိတယ်သူကတက်တီးနဲ့အေးသွေးအပြည့်ရှိတယ်ဆိုပြီးချီးကျူးခဲ့ပါတယ်လူ ਇਸ ကယ်လီကအာဆင်နယ်အသင်းကစားသမားတွေတဲမှာအသက်16နှစ်နဲ့အောက်ကစားသမားတွေတဲမှာ ။အင်္ဂလန်အသင်းကြီးအတွက်ပွဲထွက်ခွင့်ရခဲ့တဲ့လေးယောက်မြောက်ကစားမလေးဖြစ်လာခဲ့ပါရင်တီယိုဝဲကဝီရှာယားနဲ့ချမ်ဘာလင်တို့သုံးယောက်ကစကယ်လီရဲ့ရှေ့မှာရပ်တည်နေကြပါရင်စကယ်လီဆိုတော့အာဆင်နယ်လူငယ်လေးကဒီအတီနေပြအာဒီတာရဲ့ယုံကြည်အားကိုးခြင်းကိုခံနေရတဲ့လူငယ်လေးလည်းဖြစ်ပါရင်ဘောလုံးညာအသင်းက48တန်းနဲ့ခေါ်ယူထားတဲ့ကာလာဖီယိုရီအသင်းရဲ့ဘယ်ချမ်းမှာခြေစွမ်းပြနေတဲ့ဇင်းချန်ကိုအရန်ကတီယာနီတို့ကိုကြော်တက်ပြီးအာဆင်နယ်အသင်းအတွက်ပွဲထွက်ခွင့်တင်နေရကိုအပိုင်စားယူထားတာပါ အသက်ငယ်ငယ်ရွယ်နဲ့ပြိုင်ပွဲကစားသမားတွေကိုမမထန်ထန်စောပြတဲ့တတိရှိရှိကစားဟန်ကအာဆင်နယ်ပရိသတ်တွေနဲ့နေပြအာရီတာအတွက်ကသဘောကျစရာခြေစွမ်းမျိုးဖြစ်နေပါတယ်ဒီတနေ့တာကလိုဝက်စကယ်လေးအတွက်ကစားမဘွားမှာအဖြစ်ပြက်များစွာဖြစ်သွားခဲ့တာပါဒီအားဒီမှာပဲပထမဆုံးအာဆင်နယ်အသင်းကြီးအတွက်ပရီးမီးယားလိမ်မှာလူစားဝင်ကစားဝင်ရခဲ့ပါတယ်ဆင်းမြောက်နေ့မှာအာဆင်နယ်အတွက်စကယ်လေးကချန်ပီယံလိမ်မှာပဲလူစားဝင်အဖြစ်မဲ့ကစားဝင်ရခဲ့ပါတယ်အဲ့လိုကစားဝင်ရတဲ့ခဏမှာပဲစကယ်လေးရဲ့ခြေစွမ်းကအာစီလာစိတ်ကြိုက်ဖြစ်အောင်ကစားပြခဲ့ပါတယ်ဒါပေမဲ့စီနီယာကစားသမားတွေကိုကြော်ပြပြဖို့စကယ်လေးအတွက်ပို့ကြိုးစားခဲ့ရပြီး၈၁ရက်မြောက်နေ့မှာပဲပထမဆုံးအာဆင်နယ် င်သင်းကြီးတို့ချန်ပီယံလိမ်မှာပွဲထွက်ခွင့်ရခဲ့ပါတယ်။နောက်နေ့အကြံပါတော့အာဒီလာကအသက်16နှစ်အရွယ်လူငယ်လေးကိုပရီးမီးယားလိမ်မှာစတင်ပွဲထုတ်လာခဲ့ပါတယ်။အာဆင်နယ်သင်းကြီးတို့ကစားခဲ့ရတဲ့134ရက်မြောက်မှာပဲပထမဆုံးပရီးမီးယားလိမ်အတွင်းကိုရရှိခဲ့ပါတယ်။စကယ်လီကမန်စီးတီးဘက်ကိုသွင်းယူပြခဲ့တာဖြစ်ပြီးပထမအကြောင်းမှာဟာလန်ကသူ့ကိုတောင်းခဲ့တဲ့အတွက်ဒုတိယအကြောင်းမှာဂိုးသွင်းပြခဲ့ပြီးဟာလန်အောင်ဝဲခံအတိုင်းပြန်လုပ်ပြခဲ့တာကအာဆင်နယ်ပရိသတ်တွေအတွက်သဘောကျစရာဖြစ်လာခဲ့ပါတယ်။သူ့ရဲ့134ရက်မြောက်မှာတော့အင်္ဂလန်သင်းကြီးတို့ရွေးချယ်ခံခဲ့ရပါတယ်။ရွေးချယ်ခံခဲ့ရပြီးရပိုင်းအတွင်းမှာပဲ ာဆင်နယ်အသင်းကြီးတွေပွဲထွက်ခွင့်ရရှိခဲ့ပြီးပထမဆုံးအတွင်းကိုစကယ်လီကသွင်းယူနိုင်ခဲ့တာပါပထမဆုံးကစားခွင့်ရတဲ့ပွဲမှာပထမဆုံးဂိုးကိုသွင်းယူပေးနိုင်ခဲ့တယ်လို့ပွဲရင်အကောင်းဆုံးကစားမစုကိုပဲရရှိခဲ့တာကလူဝစ်စကယ်လီအတွက်မမေ့နိုင်စရာညံ့ညံ့ဖြစ်မှာသေချာပါပဲအာဆင်နယ်လူငယ်အကယ်ဒမီထွက်ကစားသမားလေးတွေကချွေဆန်းချေစာထက်မြက်ကြပြီးနောက်လူငယ်တွေဖြစ်တဲ့နော်ရီက အင်္ဂလန်လူငယ်အသင်းအတွက်ရွေးချယ်ခြင်းခံခဲ့ရတာပါမန်ချက်စတာယူနိုက်တက်အသင်းကလည်းဒီဟာဒီမှာအာဆင်နယ်အကယ်ဒမီကလူငယ်နှစ်ယောက်ဖြစ်တဲ့ဟေဗန်နဲ့အိုဘီမာတင်တို့ကိုခေါ်ယူထားတာပါအာဆင်နယ်ရဲ့ဟေးအကယ်ဒမီထွက်လူဝစ်ကယ်လီကဒီဟာဒီမှာဘလောက်ထိအမြင့်ပြန်သွားနိုင်မလဲဆိုတာစောင့်ကြည့်ရုံပါပဲကြည့်ရှုပေးကြတာကျေးဇူးတင်ပါတယ်